ဘာမအစီလို့ဂေါ်သွင်းချန်နယ်တိုင်းစင်မှုကိုခေါ်ယူပြီးပရီးမီးယားလိချန်ပီယံအိမ်မက်ကိုအသက်သွေးမဲ့ယူနိုက်တက်ပရိသတ်များလုံးဝမိလာများရွှေဟိုအိုင်ဘက်ခွန်ရှီကိုအွန်လိုင်းအကြံကနေပြန်လည်ကြိုးလိုက်ပါတယ် ယူနိုက်တက်ဟာ2028ခုနှစ်မှာအသင်းထိထောင်တာနှစ်ပေါင်း150ပြည်မှာဖြစ်ပါတယ်။အဆိုပါအထိုင်းမန်နှစ်မှာတင်းအနီလိုဟာပရီးမီးယားလိချန်ပီယံဆုကိုအရယူဖို့ရပြတ်မှတ်ထားနေတာပါ။အဲဒီအတွက် Mission 21လို့နာမည်ပေးထားပြီးအသင်းသမိုင်းတစ်လျှောက်22ချိန်မြောက်ချန်ပီယံဆုကိုအရယူသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကစားသမားပိုင်းအင်အားပြည့်တင်းမှုတွေကိုလည်းတေးချာလှုံ့ဆော်နေပြီးအဖက်ဖက်ကနေပြင်ဆင်နေတာဖြစ်ပါတယ်။ယူနိုက်တက်ဟာတိုက်စင်မှုနေရာအတွက်လည်းအားပြည့်လို့နေပြီးဒီကစားသမားတူးကိုအထူးတလဲစိတ်ဝင်စားနေတာပါ။ယူနိုက်တက်တို့ခေါ်ယူခြင်းတဲ့ကစားသမားကတော့တခြားသူမဟုတ်ဘဲဖီတာဂျိုကာရက်ဖြစ်ပါတယ်။ ဖရီဇီယိုရမာလွန်ရဲ့ဖော်ပြချက်အရဂျိုကာရန်ဟာဒီယာဒီကောမှာ စပါရင်လစ်ဘွန်အသင်းနဲ့ဥရောပထိပ်သီးအသင်းအသင်းစီပြောင်းရွှေ့တော့မှာဖြစ်ပါရင် United အနည်းပြရူဘင်အမ်မော်ရီဟာဂျိုကာရဲ့ဆရာရင်းဖြစ်တာကြောင့်ကစားသမားအနေနဲ့ Old Trafford စီရောက်လာနိုင်ခြင်းရှိနေတာပါဒါပေမဲ့လည်း United တို့ဂျိုကာရဲ့ကိုခေါ်ယူခြင်းနဲ့ဆိုရင်တော့ဒီအချက်နှစ်ချက်ကိုတော့ဖြည့်ဆည်းနိုင်မှာလိုအပ်ပါလေဖြစ်ပါရင်ဂျိုကာရဲ့ဟာအမ်မော်ရီနဲ့အတူ Sporting Lisbon မှာနှိမ့်ရှင်လာများလက်တွဲခဲ့တဲ့သူဖြစ်ပါရင် Championship အဆင့်တိုက်ဆက်မှုတတားရှိတဲ့ဂျိုကာရဲ့ကိုအမ်မော်ရီကကမ္ဘာအဆင့်တိုက်စားမှုဖြစ်လာအောင်အသွင်ပြောင်းမိနိုင်ခဲ့ပါရင်ဂျိုကာရဲ့လက်ရှိဂေါ်တင်တို့ကအာလင်ဟာလန်ထက်တော်မှာပိုကျန်းနေပါတယ်။သူကပြီးခဲ့တဲ့နောက်နှစ်ဆက်လေးခုနှစ်ရဲ့ကမ္ဘာပေါ်မှာ ်မှာဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပြီးစုစုပေါင်း62ဂိုးတိသွင်းယူနိုင်ခဲ့တာပါဒီအားဒီမှာဂျိုကာရာဟာ Sporting Lisbon အတွက်ပြိုင်ပွဲအဆုံး39ဝယ်ကစားထားပြီးချိန်မှာ38ဂိုးသွင်းယူထားပြီး6ဂိုးတိဖန်နီးပေးထားတာဖြစ်ပါတယ်တပွဲတစ်ဂိုးလုံးလောက်နီးနီးသွင်းနေတဲ့သူ့ရဲ့ဂိုးသွင်းနှုန်းကကျန်းတော့ပါတယ်ဘောလုံးရာသီပြီးဆုံးဖို့ကလည်းပွဲစဉ်များစွာလုံနေသေးတာကြောင့်ဂျိုကာရာရဲ့ဒီအားဒီသွင်းကိုဟာ50ဂိုးလောက်တိရှိနေနိုင်တာဖြစ်ပါတယ် Fabrizio Romano ရဲ့ဖော်ပြချက်အရ Sporting Lisbon ဟာဂျိုကာရက်ကိုရောင်းချခြင်းကနေပေါင်တန်းရာနဲ့ချီလိုချင်တာပါ ကစားမရဲ့ခြေစွမ်းရပေါင်သန်း100ကျော်လောက်အထိ Sporting ဘက်ကလိုချင်နေတာကမှားတယ်လို့တော့မဆိုတော့ပါဘူး။ဒါပေမဲ့ Sporting အနေနဲ့ Joker ကို Euro 65တန်းကနေ85တန်းကြားရရှိသွားရုံနဲ့လက်လွတ်ပေးသွားမှာဖြစ်ပါတယ်။ဘာလဲဆိုတော့ကစားမပေါ်ထားရှိထားတဲ့အပြာလန်လေးစားမှုကြောင့်ဖြစ်ပါတယ်။စာချုပ်ထဲမှာပါပေမဲ့ Sporting Lisbon နဲ့ Joker တို့ကြားမှာ Gentleman Agreement ကိုလူကြီးလူကောင်းဆန်တဲ့သဘောတူညီချက်တစ်ခုရှိနေတာအကြောင်းဖြစ်ပြီး ဖပြပါပြောင်းရွှေ့ကြေးရရုံနဲ့လက်လွတ်ပေးသွားမှာပါဒီလိုတိုင်းစင်မှုမျိုးကိုယူ85တန်းလောက်နဲ့ရနိုင်တယ်ဆိုတာတော်တော်လေးကိုတန်းနဲ့ပမာဏပါဒါပေါင်နဲ့တွက်မယ်ဆိုရင်တော့တန်း60ဝင်းကျင်လောက်ပဲရှိပြီးဂါနာချိုထက်တောင်ဈေးပေါ်နေတာဖြစ်ပါတယ်ဂျိုကာရက်ကိုခေါ်ယူဖို့ဥရောပထိတ်သိအသင်းဒီတိုင်းဒီဘက်ကစိတ်ဝင်စားနေကြပါတယ်ဒီထဲမှာ United လည်းပါဝင်နေမယ်ဆိုတာပြောစရာတော့မလိုဘူးဖြစ်ပါတယ်ဒါပေမဲ့ United အနေနဲ့ဂျိုကာရက်ကိုခေါ်ယူနိုင်ဖို့ DHL နဲ့ချက်လောက်တိုင်းဖို့လိုအပ်နေပါတယ် ထမချက်ကဘန်ချက်ပဲဖြစ်ပါတယ်လက်ရှိပရီးမီးယားလိဂ်ရဲ့ဘန်ဒိုင်းစီမင်း PSR နဲ့ညှိနေတဲ့ United ဟာဝင်ွေလိုအပ်နေတာပါဒါကြောင့်ဝန်ထမ်းတွေကတော့မှနေလည်စာမကျွေးနိုင်တဲ့အထိတိုက်ပတ်နေတာဖြစ်ပါတယ် Academy ထွက်ကစားသမားတွေကိုလည်းရောင်းထုတ်နိုင်ရချေရှိနေပါတယ် United တို့ဂျူဂါရက်ကိုခေါ်ယူချင်နေဆိုရင် Euro 85တန်းကိုရှာဖွေထားဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကဥရောပဝင်ွေဖြစ်ပါတယ်ဂျူဂါရက်ကချန်ပီယံလိဂ်ဝင်ွေရတဲ့အသင်းကိုပြောင်းချင်တာပါ လက်ရှိ United အနေထားကပရီးမီးယားလိမ်းမှာအောင်ဆုံးရောက်နေတာကြောင့်ယာဒီကောမာဥရောပဝင်ခွင့်ရဖို့ဆိုတာကအင်မတန်ဖြစ်နိုင်ချေနေနေပါတယ်။ယူရိုပါလိယူနိုက်တက်ရဲ့နော်ချန်ပီယံလိဝင်ခွင့်ရမှာဖြစ်ပါတယ်။ United အနေနဲ့ဂျိုကာရက်ကိုခေါ်ယူခြင်းနဲ့ဆိုရင်တော့ဒီအချက်နှစ်ချက်ကိုတေချာပေါက်အလုံးဆောင်ထားဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ United အနေနဲ့ဂျိုကာရက်ကိုခေါ်ယူနိုင်မလား 2020ရှင်ပရီးမီးယားလိဂ်ချန်ပီယံဆူကြီးကိုရယူသွားနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါရင်။ဟုတ်ကဲ့ပါမြောင်ဖြိုလေးကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးချပါအောင်လို့ပြောရင်းနေကုန်းချိုလိုက်ရပါတယ်ခင်ဗျာ။